ညအချိန်လမ်းဖြတ်ကူရကလည်းမတော်တဆရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးကွဲလွန်သွားခဲ့ရတဲ့ MTV4 ရောက်တန်လိုက်မှာခင်ပြိုမတီအစီအစဉ်ရဲ့ producer ဖြစ်သူမတ်နန်းမေမွန်မောင်မင်္ဂလာပါပရိသတ်ကြီးရှင်အမတီဗီဖုန်းရုပ်သံလိုင်းမှာခင်ပြိုမတီအစီအစဉ်ရဲ့ပရိုဂျူဆာအမျိုးသမီးတအူးဖြစ်သူမနန်းမေမောင်ဟောင်းမနေ့ကအောက်တိုဘာလ2ရက်နေ့ညပိုင်းအချိန်လမ်းဖြတ်ကူရင်နဲ့မော်တော်ယာဉ်တိုက်ခံရပြီးကွယ်လွန်သွားခဲ့ရကြောင်းအမတီဗီဖုန်းနဲ့နီးစပ်သူများထံမှသိရှိရပါတယ် ရှင်တိုက်ခံရပြီးကွယ်လွန်ခဲ့ရတဲ့သူဟာခင်ပြိုမတီအစီအစဉ်ရဲ့ပရိုဂျူဆာဖြစ်သူမနန်းမေမောမောင်ခေါ်မမွေးမွေးဖြစ်တယ်လို့သိရပါတယ်။ခင်ပြိုမတီရုပ်သံအစီအစဉ်ရဲ့ပရိုဂျူဆာဖြစ်သော မနန်းမေမောမောင်ခေါ်မမွေးမွေးဟာ၂ရက်ဆယ်လ2025ရက်နေ့ညပိုင်းအချိန်မှာကွယ်လွန်သွားခဲ့ရတာကြောင့်အမတ်တရီဖော်မီတာစုနဲ့ခင်ပြိုမတီအဖွဲ့သားများမှလွန်စွာဝမ်းနဲ့ကြေကွဲရပါတယ်လို့ခင်ပြိုမတီအစီအစဉ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာလည်းဖြစ်ပါတယ်။ ထို့အတူအစီအစဉ်တင်ဆက်သူတို့ဖြစ်တဲ့သစင်ွယ်ဝင်းကလည်းစီးမရှိကမ်းမရှိအထင်းကွက်မရှိဗျံပဒါမူယူတောက်စားပျော်ပါရန်ကားကြတဲ့ညနဲ့လူတွေတမိုးရှိတဲ့ဘဝကိုစီနဲ့နေတတူဝရုံးကန်နေကြရတဲ့လမ်းသွားလမ်းလာတွေရဲ့အသက်တွေကိုကားပေါ်တက်မောင်းပြီးလိုက်ဒုက္ခမပေးကြပါနဲ့လား အသက်တချောင်းဆုံးရှုံးရင်ထွက်သွားတဲ့သူနဲ့ကြံ့ရင်ခဲ့တဲ့သူတွေဘလောက်ထိရှင်ကွဲနာကြရသလဲဆိုတာမိသားစုမောင်နှမသားချင်းကိုကျင်းစာပေးကြပါဟုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာလည်းဖြစ်ပါတယ်ဖြစ်စဉ်ကတော့အော်တိုဘားလာ၂ရက်နေ့ညပိုင်းကရန်ကင်းမြို့နယ်ကဘာရီဖျားလန်တရားချမှတ်တိုင်နဲ့ချော်ရင်းကုန်းမှတ်တိုင်ကြားအမျိုးသမီးတအူးကိုမော်တော်ယာဉ်တိုက်ခတ်ရတာကြောင့်တွားရောက်ကူညီခဲ့ရကြောင်းမိုးစီလနာပရိုက်တာအတင်းကပြောပြထားတာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အများဥက္ကလာစီယုံကိုပို့ဆောင်လိုက်ပါတယ်လို့တွားရောက်ကူညီခဲ့တဲ့လူမှုကွန်ရက်ရဲ့အသင်းမှတာဝန်ရှိသူတဦးကပြောပြထားတာလည်းဖြစ်ပါတယ်။မန္တမ်းမြေမုံမောင်ခေါ်မမွေမွေဟောင်းရှင်တိုက်ခံခဲ့ရပြီးစီယုံတို့ပို့ဆောင်နေစဉ်လမ်းမကလေးကကွဲလွန်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ကွယ်လွန်သူမန္တမ်းမြေမောင်ခေါ်မမွေးမွေးရဲ့အလားရေးကိုတော့အော်တိုဘားလ၄ရက်နေ့ညနေ၄နာရီရေဝေးသုတ်တံမှာပို့ဆောင်တကြိုမှာဖြစ်တယ်လို့လည်းသိရပါဗျ။